Jeff Bezos အကြောင်းပြောရအောင် Jeff Bezos ဟာ American လုပ်ငန်းပညာရှင်သတင်းမီဒီယာပိုင်ဆိုင်သူယင်းနှိမ့်ဉာဏ်သူ computer engineer နဲ့စီးပွားဖြစ်လှုပ်ဆောင်နေတဲ့အာကာသယာဉ်မှူးတစ်ယောက်ဖြစ်ပါတယ် Amazon company ကိုစတင်ထူထောင်ခဲ့တဲ့ founder တစ်ယောက်ဖြစ်တဲ့သူဟာကမ္ဘာအချမ်းသာဆုံးလူတွေထဲမှာတဦးအပါဝင်ဖြစ်ပြီးသူ့ပိုင်ဆိုင်မှုကတော့ American dollar 138.1 billion ရှိပါတယ် Times လို့ကမ္ဘာကျော် magazine တွေထဲမှာ feature လုပ်ခံရတဲ့အကျဉ်းအရေးအတွက်တွေမနှဲပါဘူး။စွမ်းဆောင်မှုအရေးချင်းတွေပြေဝပြီးကမ္ဘာကိုလွှမ်းမိုးနိုင်တဲ့လူအယောက်တရာထဲမှာသူလည်းတယောက်ပါပါတယ်။အသက်16နှစ်ကျောင်းသားဘွားတုန်းက McDonald's မှာအလုပ်လုပ်ခဲ့ဘူးပါတယ်။မျက်နှာပေါ်မှာဝက်ချက်နဲ့ဘလဘွားနဲ့ရုပ်ဆိုးလွမ်းတာမျိုး kitchen ထဲမှာနေပြီးဘာဂါတွေတစ်လုံးပြီးတစ်လုံးချက်ခဲ့ရတာပေါ့။နောက်တစ်ချိန်မှာ McKenzie Scott နဲ့ Lauren Sanchez လို့ထွချွန်လာပါတဲ့အမျိုးသမီးတွေနဲ့တွဲခွင့်ရမယ်လို့ ်ဇာအီမင်းတိန်ခါတော်ဟောကိန်းထုတ်နိုင်မယ်လို့မထင်ပါဘူး Jeff Bezos ပိုင်ဆိုင်ပြီးယင်းနှိမ့်ညွန့်နှံထားတဲ့ company တွေအများကြီးရှိပါတယ် Amazon Blue Origin Washington Post ဒီသုံးခုကတော့လူသိအများဆုံး company တွေပါကဲ Jeff Bezos ရဲ့၃ညဘဝအနေနဲ့ billionaire ခီးစဉ်ကိုလေ့လာကြည့်ရအောင် Jeff Bezos ဟာ Albuquerque, New Mexico မှာ January 12ရက်နေ့1964ခုနှစ်ကမွေးဖွားခဲ့ပါတယ်။သူ့ရဲ့နာမည်အပြည့်အစုံကတော့ Jeffrey Preston Bezos လို့ခေါ်ပါတယ်။ Jeff Bezos ရဲ့မိခင် Jacqueline ဟာသူ့ကိုမွေးတဲ့အချိန်တုန်းက18နှစ်သားအရွယ်အထက်တန်းကျောင်းသူတယောက်ဖြစ်ပါတယ်။သူ့ဖေ Theodore Jorgensen က19နှစ်သားအရွယ်အထက်တန်းကျောင်းသားတယောက်။ Jacqueline နဲ့ Theodore ရဲ့ relationship ကတစ်နှစ်ပဲခံခဲ့ပါတယ်။ Jacqueline ဟာအိမ်အောင်ပြိုကွဲပြီးတဲ့နောက်ကျူးဘားနိုင်ငံကနေအမေရိကကိုရွှေ့ပြောင်းနေထိုင်လာသူ Mike Bezos နဲ့1968ခုနှစ်ဧပြီလမှာလက်ထပ်ခဲ့ပါတယ်။ဒီလိုလက်ထပ်ပြီးတဲ့နောက်မှာ Mike Bezos က၄နှစ်သားအရွယ် Jeff ကို ုသားအနေနဲ့မွေးစားခဲ့ပါတယ်။ဒီလိုမွေးစားပြီးရဲ့နောက်မှာ Jeff ရဲ့ family name ကို Jorgensen အနေနဲ့ Bezos အနေနဲ့ပြောင်းခဲ့ပါတယ်။1986ခုနှစ်မှာ Princeton University ကနေ Computer Science နဲ့ Electrical Engineering ဘာသာရပ်နှစ်ခုမှာပွဲရခဲ့ပါတယ်။ Princeton University ဟာအမေရိကမှာရှိတဲ့ Ivy League လို့ခေါ်တဲ့ထိပ်သီးတက္ကသိုလ်၈ခုထဲမှာတစ်ခုအပါအဝင်ဖြစ်ပါတယ်။ Harvard, Yale နဲ့တန်းတန်းနဲ့ပါပဲ။ Princeton ကနေဘွဲရပြီး Wall Street မှာရှိတဲ့ company ကြီးတော်တော်များများမှာသူအလုပ်လုပ်ခဲ့ပါတယ်။ Fitel လို့ခေါ်တဲ့ Internet Service Provider company တခုမှာ networking နဲ့ပတ်သက်ပြီးအလုပ်လုပ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ Bankers Trust နဲ့ DE Shaw ဆိုတဲ့ယင်းနှမြုံနံတဲ့ company တွေမှာအလုပ်ဝင်လုပ်ခဲ့ပါတယ်။1990ခုနှစ်မှာ DE Shaw ဆိုတဲ့ company ရဲ့အသက်အငယ်ဆုံးသော Vice President အနေနဲ့လုပ်ငန်းတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ Jeff Bezos ကဝင်ငွေကောင်းယာတုကောင်းရှိနေပေမဲ့ e-commerce company တစ်ခုကိုစားထောင်မယ်ဆိုပြီးအလုပ်ထွက်ခဲ့ပါတယ်1994ခုနှစ်မှာအလုပ်ထွက်ပြီးရင် Seattle ဆိုတဲ့မြို့ကိုပြောင်းရွှေ့ခဲ့ပါတယ်သူ့ရဲ့ရည်ရွယ်ချက်က online ကနေစာအုပ်ရောင်းတဲ့ company တစ်ခုကိုထူထောင်ဖို့1995 July လ16ရက်နေ့မှာ amazon.com ကိုသူစားခဲ့ပါတယ် Amazon ဆိုတာကတောင်အမေရိကမှာရှိတဲ့မြစ်တစ်ခုရဲ့နာမည်ပါ Amazon company ထောင်ဖို့သူမိဘတွေဆီကနေဒေါ်လာ3သိန်းမှတင်ငွေရခဲ့ပါတယ် Amazon စတင်လိုက်တဲ့အချိန်ကအခက်အခဲတွေအများများပြီး company day wali ခံမှုရာခိုင်နှုန်း80တိကျမှုရှိခဲ့ပါတယ်။ Amazon အစမှာတော့ online ကနေရောင်းတဲ့စာအုပ်ဆိုင်တစ်ခုအနေနဲ့စခဲ့တာပေါ့။ customer တွေမာတဲ့စာအုပ်တွေ stock ထဲမှာမရှိဘူးဆိုရင် online ကနေရှာကြံပြီးပဲဖြစ်ဖြစ်စာအုပ်ဆိုင်တွေကနေတော်ဝယ်ပြီးပဲဖြစ်ဖြစ် customer တွေစီကိုရောက်အောင်ပို့ခဲ့တယ်။အစပိုင်းမှာလုပ်ငန်းဟာထင်ထားတာထက်အရန်ကိုအောင်မြင်ခဲ့တယ်။လုပ်ငန်းစပြီးရက်30အတွင်းမှာပဲနိုင်ငံပေါင်း45နိုင်ငံမှာ သူစာအုပ်ရောင်းနိုင်ခဲ့ပါတယ်။စပြီးတိတ်မကြသေးခင်မှာပဲတလောက်ဒေါ်လာနဲ့သိန်းပို့လောက်ရောင်းအားကောင်းခဲ့တယ်1998ခုနှစ်မှာ Amazon ကို private company နဲ့ public company အဖြစ်ပြောင်းခဲ့တယ် company ချဲ့တဲ့အချိန်မှာလိုအပ်တဲ့ယင်းနှင်းမြုပ်နှံမှုတွေကို stock market ထဲကနေရှားရတာလွယ်အောင်ပေါ့ online စာအုပ်ရောင်းတဲ့ကိစ္စကိုလူတွေကအထင်သေးပြီးမလုပ်ခဲ့ကြတာမို့ Jeff Bezos က6နှစ်တည်တည် online စာအုပ်ရောင်းတဲ့ market ကိုယာနုံပြပိုင်ဆိုင်ခဲ့ပါတယ် online စာအုပ်ရောင်းတဲ့လုပ်ငန်းအရန်အောင်မြင်လာတဲ့အချိန်မှာ customer တွေကို online ကနေဘာတွေများဝယ်ခြင်းသေးလဲလို့သူမေးခဲ့တယ်။ customer ရဲ့အဖြေကိုကြည့်ကြည့်တော့အပြင်မှာဝယ်လို့ရတဲ့အရာတွေအားလုံးနှိပါ့ကိုသူတို့ online ကနေဝယ်ခြင်းနဲ့ဆိုတော့ Jeff Bezos ကနားလည်ခဲ့တယ်။ဒီတော့ customer တွေတောင်းဆိုတဲ့အတိုင်းလုပ်ငန်းကိုတဖြည်းဖြည်းချင်းစီသူချဲ့လာတယ်။1998ခုနှစ်မှာ CD တွေ DVD တွေ Video တွေကို online ကနေဝယ်လို့ရအောင်သူလုပ်ခဲ့တယ်။အဲ့ဒီနောက်ပိုင်းမှာတော့ အဝတ်အစားတွေလက်စပစ္စည်းတွေအားလုံး online ကနေဝယ်လို့ရအောင်လုပ်ငန်းချဲ့ခဲ့တယ်။ဒီလိုလုပ်ငန်းတွေချဲ့ပြီးတဲ့နောက်ပိုင်းမှာ Amazon ရဲ့ရောင်းအားကိုကြည့်မယ်ဆိုရင်1995ခုနှစ်က American Dollar 5သိန်းခန့်ရှိပြီး2010ခုနှစ်မှာတော့ American Dollar 17 billion အထိတိုးခဲ့ပါတယ်။2018ခုနှစ် September မှာတော့ Amazon ရဲ့တန်ကြီးဟာ1 trillion ရှိတယ်လို့တန်ဖိုးဖြတ်ခဲ့ပါတယ်။အဲ့ဒီတုန်းက1 trillion တန်တဲ့ company ဟာ Apple နဲ့ Amazon နှစ်ခုပဲရှိခဲ့ပါတယ်။ဒီလိုကြီးမားတဲ့အောင်မြင်မှုကို Jeff Bezos ဘယ်လိုရခဲ့လဲ။ customer ရဲ့လိုအပ်ချက်ကိုအရန်ကိုအယုံစိုက်နိုင်လို့ပါ။အခုဆိုရင် Amazon မှာ A to Z ပါလို့ခြင်းလဲအကုန်လုံးရတယ်။ A ရနေ Z ကိုများလေးထိုးပြီးတော့မှ Amazon ရဲ့ logo မှာလည်းကျွန်တော်တို့မြင်လို့ရပါတယ်။ Amazon အရန်အောင်မြင်လာပြီးတဲ့နောက်ပိုင်းမှာတော့2000ခုနှစ်မှာ Blue Origin လို့ခေါ်တဲ့ဒုံးပြန်နေတီထွင်တဲ့ company တစ်ခုကိုသူစခဲ့ပါတယ်။ 2024ခုနှစ်မှာလကဘာစီကိုပြန်ရအောင်သွားမယ်လို့သူတို့ရည်ရွယ်ထားပါတယ်။အခုအချိန်ထိဆိုရင်ဒီကုမ္ပဏီအတွက် American Dollar ပေါင်း million 900သူရင်းနှီးမြှုပ်နှံပြီးသွားပါပြီ။ဇူလိုင်လ2023မှာ Blue Origin သူတို့ရဲ့ New Shepard လို့ခေါ်တဲ့ဒုံးပြန်ကိုတုံးပြီး ်အကာသတွေကိုပထမဆုံးအကြိမ်အောင်မြင်စွာတောင်းနိုင်ခဲ့ပါတယ်။ Kármán line ကိုဖြတ်ခဲ့တဲ့ astronaut ၄ယောက်ထဲမှာ Jeff Bezos တယောက်အပါအဝင်ဖြစ်ခဲ့ပါတယ်။ Jeff Bezos ရဲ့မိသားစုဘဝကိုကြည့်မယ်ဆိုရင်1993ခုနှစ်ကနေ2019ထိ Mackenzie Scott နဲ့ဘဝလက်တွဲပေါ်အဖြစ်တွဲခဲ့ပါတယ်။ company နာမည် Amazon ဆိုတာက Mackenzie Scott ကပေးထားတဲ့နာမည်ပါ သူတို့နှစ်ယောက်ပေါင်းပြီးသားသမီး၄ယောက်ထွန်းကားခဲ့တယ် 2019ခုနှစ်မှာတော့နေအောင်လုံးသဘောတူညီမှုနဲ့လမ်းခွဲခဲ့ကြတယ်။ဒီလိုလမ်းခွဲတဲ့အချိန်မှာ Jeff Bezos က American Dollar 39 Billion Mackenzie Scott ကိုပေးခဲ့ရတာမို့ကမ္ဘာပေါ်မှာဈေးအကြီးဆုံး divorce လို့လည်းဆိုကြပါတယ်။2019ကနေအခုချိန်ထိသူဟာ Lauren Sanchez နဲ့အတူတူရှိပါတယ်။အဆုံးသတ်အနေနဲ့ပြောရမယ်ဆိုရင် Jeff Bezos ဒီလိုအောင်မြင်လာတာ customer ရဲ့လိုအပ်ချက်ကိုမျက်ခြေမပြတ်ကြည့်နိုင်လို့ပါ။ customer ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းရင် ်လုပ်ငန်းတွေကိုတဖြည်းဖြည်းချဲ့ရင်းနဲ့ကမ္ဘာထိပ်သီးလုပ်ငန်းတစ်ခုကိုသူထောင်နိုင်ခဲ့တာပါ။